မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှာတဲ့တို့ပေါ်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်ယနေ့ဆိုရင်ကျွန်တော်တို့ April 24ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စတိုင်းဂျေရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားဂျေဇုတင်နဲ့ဂျေရှုသူအားလုံးကိုကောင်းချီးပေးတဲ့နောက်ွက်တော်အဖြစ်တိဆောက်เสียဖြစ်စီပါ။ အခုလဲကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါလေဗျာအာမင်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်มาဖြစ်ပါလေအဲ့ဒါကတော့ဗာလင်းဆိုဂျရုရှလင်ဂျရုရှလင်မြို့ရဲ့အချားအမိများအဲ့တော့ဂျရုရှလင်မြို့ကို the holy city လို့လည်းခေါ်တယ်အဲ့ဂျရုရှလင်မြို့မှာအချားအမိတွေရှိပါတယ်ဒါကိုကျွန်တော်နားထောင်ကြမှာဖြစ်တယ် ။ဘာကြောင့်ကျွန်တော်ဒီခေါင်းစဉ်ကိုနားထောင်လဲဆိုတော့ကျွန်တော်လုပ်ငန်းရဲ့ဘက်ကကျွန်တော်အားလုံးပါဝင်ပြီးဝင်စားခဲ့ရတယ်။အခင်ရှုခရစ်တော်ရဲ့အောင်ပွဲခံရတင်းကုန်နေနေနေ Palm Sunday ဆိုပြီးတော့เนาะကျွန်တော်မြေကလေး CB ယေရုရှလင်မြို့ရဲကိုဝင်ခဲ့တယ်။အဲဒီညမှာပဲတခေရှုကဗေဒနီယွာမှာသွားအိတ်ခဲ့တယ်။နောက်နေမနက်မှာဗိသနိယွာကနေဂျေရုဆလင်မြို့ကိုပြန်လာတယ်ဗိမာန်တော်မှာเนาะဒီ ဝင်ပြီးတော့ဗောနော်ဗိမာန်တော်ရဲ့အရှိမနော်ဒီဈေးရောင်းတဲ့သူတွေကိုတခီရှုကကျိုးသီးနဲ့ရိုက်ပြီးတော့နှင်ထုတ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့သူတို့ကရောင်းတဲ့အရာတွေအားလုံးသူတို့ကုကျိုးအတွက်ဗောပြောကြတာဗိမာန်တော်အတွက်သူတို့ရောင်းတာမို့သူတို့ကျိုးစီးပွားအတွက်သူတို့ရောင်းငယ်သူတို့အတွက်ပဲသူတို့ရှာဖွေတဲ့အခါတခီရှုကနှင်ထုတ်ခဲ့တယ်နောက်တမောသမမင်းကိုချိန်ခဲ့တယ်ဒီ passion week ဗောတပတ်တာလုံးမှာအများကြီးတခီရှုလှုပ်ခဲ့တယ်ဒါဒီခုနကကျော်ပြောတာအဲ ။တနင်္လာနေ့မှာဖြစ်တဲ့အဖြစ်ပြက်လေးတွေပေါ့နော်။အဲ့တော့နောက်အင်္ဂါနေ့မှာတကယ် shoot passion with မှာ အင်္ဂါနေ့မှာဆိုရင်လေဒါရွှေပညာနှစ်ပါးကိုပေးခဲ့တယ်။အဲအချက်၉ချက်ပြုလုပ်ခဲ့တယ်။နောက်ဆုံးသောကာလနဲ့ခြေဆောင်ခြင်းနဲ့ပတ်သက်ပြီးပြောခဲ့တယ်။ဗုဒ္ဓဦးနေ့မှာဆိုရင်ဒါယူရရှိခာယုကတခေရှုရောင်းစားခဲ့တယ်ရှီမုံဆိုတဲ့လူလူတယောက်ရဲ့အိမ်မှာတခေရှုညစာစားတဲ့အခါနာတုစီမွေးလောင်းတဲ့မိန်းကလေးက ကြောက်ဖြူကွက်ကိုခွဲပြီးတော့နာတို့စီမွေးလောင်းပြီးတော့တကယ်ရှုကိုပြီးဆက်ခဲ့တယ်ဒါလုံးနဲ့ passion week မှာတပတ်တာလုံးမှာပေါ့နော်ဖြစ်တဲ့အရာတွေဒါတွေဂျေရုဆလင်မှာဖြစ်ခဲ့တဲ့အရာတွေဖြစ်တယ်အဲ့တော့ဒီကြောင့်လည်းဒီဂျေရုဆလင်နဲ့ပတ်သက်ပြီးတော့သိသိနဲ့အခြားအမိတွေကိုကျွန်တော်ကနားထောင်နေတာလေဖြစ်ပါတယ်ပြီးရက Monday Thursday လို့ခေါ်တဲ့ကျန်တဲ့ brain မှာတကယ်ရှုတာတပတ်တော်ရဲ့ခြေစည်းခဲ့တယ်ပြီးတဲ့အခါမှာနောက်ဆုံးညစာစားပွဲစားခဲ့တယ် အရင်ညမှာဂီစင်မောင်ကြီးမှာတညာလုံးဆူတောင်းပြီးတောက်ချာနေမှာကားတိုင်းတက်ခဲ့တဲ့အခါမှာစကားကြီးခွန်းခွန်းပြောခဲ့တယ်။ပြီးတဲ့အခါမှာတင်းငွေနေနေနန်းအစောကြီးမှာထမြောက်ခဲ့တယ်။အဲ့တော့ဒါ patient week တပတ်တာလုံးခင်ရှုရဲ့လှူရှားမှုဖြစ်တယ်။အဲ့ဒီ patient week မှာဘုရူးနေမှာလူနုံရှိမုံအိမ်မှာခင်ရှုကညစာသွားစားတဲ့အခါလူနုံရှိမုံလို့ပြောပေမဲ့သူကနူခဲ့ဘူးတယ်။တခီရှုကကြားမှချင်းပြီးခဲ့လို့သူကြားမှသွားလို့သူကပျောက်သွားပြီးမှတခီရှုကိုခေါ်ပြီးညစာကျွေးရဖြစ်တယ်။ အဲဒါလွန်ခဲ့တဲ့ passion week မှာဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးတွေဖြစ်တယ်။ဒါကြောင့်ဒီ passion week တပတ်တာလုံးမှာသခင်ရှုကအများဆုံး Jerusalem မှာဗိမာန်တော်မှာဖြတ်သန်းခဲ့တယ်။ဒါကြောင့်ဒီ Jerusalem မြို့ရဲ့အချားမီတွေကိုကျွန်တော်သိသက်တယ်။ဒါကြောင့် Jerusalem မြို့နဲ့ပတ်သက်ပြီးအချားမီတွေအများကြီးရှိတယ်။အဲ့ဒီကနေမှကျွန်တော်တို့အရေးကြီးတဲ့ကျွန်တော်တို့12ခုလောက်ကျွန်တော်နားထောင်မှာဖြစ်တယ်။ Jerusalem မြို့ရဲ့အချားမီနဲ့ပတ်သက်ပြီး12ခုလောက်နားထောင်မယ်။ တရက်ကိုနှစ်ခုနှုံးလောင်းတယ်ကျွန်တော်နားထောင်မှာဖြစ်တယ်အဲ့တော့ယေရုရှလင်မြို့ကိုအတိတ်ဘယ်နေနဲ့နှစ်ခုခေါ်တယ်နံပါတ်၁ကတော့ဘာလဲဆိုတော့ငြိမ်သက်ခြင်း၏မြို့တော်လို့ခေါ်တယ် the city of peace ငြိမ်သက်ခြင်း၏မြို့တော်လို့ခေါ်တယ်နံပါတ်၂ဒုတိယချက်ကတော့ငြိမ်ချမ်းစွာတည်ထောင်ခဲ့သည်လို့အတိတ်ဘယ်ရတယ် founded in peace နော်ငြိမ်းချမ်းစွာဖြင့်ယေရုရှလင်မြို့ကြီးကိုတည်ထောင်ခဲ့တယ်လို့အတိတ်ဘယ်ရပါလေဒါကြောင့်ဒီယေရုရှလင်ဟာ ဂျူးလူမျိုးတွေအတွက်တကယ့်အထင်ကြီးရမျိုးဖြစ်တယ်အခရိယန်ဘာသာရဲ့ယုံကြည်သူများရဲ့ဒါပထမဆုံးမြို့တော်လို့ပြောရင်လည်းမမှားဘူးခရိယန်ဘာသာရဲ့ပထမဆုံးမြို့တော်ဂျေရုဆလင်အဒုတိယမြို့တော်ကဘာလဲဆိုတော့အန်တီအိုတတိယမြို့တော်ကအီဖက်မြို့ဖြစ်တယ်ဒါလေးတွေကျွန်တော်တို့သိထားဖို့လိုတယ်ဆိုတော့ကိုတွေ့ရတယ်ဒါကြောင့်ဒီဂျေရုဆလင်နဲ့ပတ်သက်ပြီးတော့အခြားအမိတွေမှာနံပါတ်1ပထမဆုံးယေရုရှလင်မြို့အခြားမြို့နံပါတ်2ဗာမြို့လို့ခေါ်လဲရှာလင်မြို့လို့ခေါ်တယ် ။အဲယေရုရှလင်မြို့ကိုရှာလင်မြို့လို့ခေါ်တယ်။86ခုမြောက်သောဆာလံပိုင်ငယ်1မှာဒီလိုရေးထားပါတယ်။ယေရုရှလင်မြို့ထဲမှာတဲတော်ရှိတယ်။ဇီးုံတောင်မှာကျင်းဝတ်လျက်နေတော်မူ၏။အဲယေရုရှလင်မြို့ထဲမှာတဲတော်ရှိတယ်။ဘုရားခင်ရဲ့တဲတော်ရှိတယ်တဲ့ယေရုရှလင်မြို့အဲမြို့ဆိုရှာလင်မြို့လို့လည်းခေါ်တယ်။ကောက်ချန်ကန်ကြီးဆလိငယ်78က20မှာဒီလိုရေးထားတယ်။အပြည့်ဆုံးသောဘုရားသခင်ယေဘုယျဖြစ်သောရှာလင်မြို့ကြီးမေလခိဇေဒတ်သည်လေ မုန်နစ်ဘီကိုဆောင်ခဲ့ပြီးလင်ကောင်းကင်နဲ့မြေကြီးအရှင်အမြင့်ဆုံးသောဘုရားသခင်သည်အာဗရာဟံကောင်းကြီးပေးတော်မူပါစေသောဟုအာဗရာကိုကောင်းကြီးပေး၍သိရန်သူတို့ကိုတင်းလက်မှအနန္တတော်မူသောအမြင့်ဆုံးသောဘုရားသခင်သည်လည်းမင်္ဂလာရှိတော်မူစေသတည်းဟုမွတ်ဆို၏အာဗရာဟံသည်လည်းဥစ္စာရှိသမျှတို့ကိုထိုမင်းအားဆေဝတ်ဖို့လှူလေ၏တောင်ယေရုရှလင်မြို့ရဲ့အချားမီနံပါတ်၁ကပါရှာလေယေရုရှလင်မြို့ကိုအရင်ခေတ်တုန်းကအာဗရာဟံတို့လက်ထက်တုန်းကဆိုယေရုရှလင်မြို့လို့မခေါ်ရှာလင်မြို့လို့ခေါ်တယ်ရှာလင်မြို့ အဲ့တော့အဲ့ဒီရှာလင်မျိုးရဲ့ဘယင်အဲ့ဒီဘယင်နာမည်ကဘာလို့လဲဆိုတော့မေလခိဇေဒတ်လို့ခေါ်တယ်။အဲ့ဒီရှာလင်မင်းကြီးမေလခိဇေဒတ်ရှင်ဘယင်လည်းမှန်တယ်ကောယေဘရောဣလည်းမှန်တယ်။တိန့်သောကာမှာအာဗြဟံကသူ့တူလောတကိုနော်သူ့တူလောတနဲ့သောတော်ဂေါမောရမင်းဒီကိုအချားတိုင်းပြည်ကဘယင်တွေကဖမ်းသွားတဲ့အခါအာဗြဟံသူ့အိမ်မှာရှိတဲ့ဂျွန်318ယောက်နဲ့သွားတိုက်ပြီးပြန်လာတဲ့အခါသူကအောင်ပွဲခံပြီးပြန်လာတဲ့အခါ ဒီရှာလင်မင်းကြီးယေရုရှလင်မြို့ရဲ့မင်းကြီးမေလခိဇေဒက်ကအာဗရာဟံကိုမုန်နေစပြီးပြီးခဲ့တယ်။အာဗရာဟံကလည်းအဲရှာလင်မင်းကြီးမေလခိဇေဒက်ကိုဆေဘုဖို့ပါဝင်တယ်။အဲ့ဒီမေလခိဇေဒက်ကတော်တာဝင်တစ်ခုရှိတယ်။နံပါတ်၁ကရှာလင်မြို့ယေရုရှလင်မြို့ရဲ့မင်းကြီးဖြစ်တယ်။နံပါတ်၂ကယေဘရိုဖြစ်တယ်။ဒါပြောင်းနံပါတ်၁ကမင်းကြီးဖြစ်တယ်နံပါတ်၂ကယေဘရိုအဲ့ဒီမေလခိဇေဒက်ကဓမ္မသစ်ဂျာမဘုသူ့သွားပုံဆောင်တခင်ယေရှုပုံဆောင် သခင်ယေရှုကလည်းဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖြစ်တယ်နံပါတ်1နံပါတ်2သခင်ယေရှုကယေဘရဟိထာဝရယေဘရဟိဖြစ်တယ်ဘာလို့လဲဆိုတော့ယင်တော့ယေဘရဟိတွေကတမျိုးသားလုံးရဲ့အဖြစ်ကိုဘုရားသခင်လွတ်ဖို့အတွက်သို့ကိုတတ်ပြီးအသွေးကိုယူပြီးတော့ဟိုအသင်ရှင်းဆုံးဌာနရဲ့တဲတော်မှာဘရင်ရင်တစ်တာပေါ်မှာသွားဖြန်းအဲ့အသွေးကိုမြင်မှဘုရားသခင်ကဣသရေလတမျိုးလုံးရဲ့အဖြစ်ကိုလွတ်လိုက်တယ်ဒီလိုပဲသခင်ယေရှုခရစ်တော်ကလက္ခဏာနှစ်ပေါင်းများစွာမှာသူကယေဘရဟိမင်းဖြစ်တယ် ျွန်တော်ဒီကမ္ဘာလုံးမှာရှိတဲ့လူတွေအပြစ်တွက်ကားတိုင်းမှာ အသွေးသွင်းပြီးအသက်ကိုပေးပြီးသူသုံးယောက်ယောက်နဲ့ထမြောက်ခဲ့တာဖြစ်တယ်။တောင်သခင်ရှုခရစ်တော်ကတမောင်းကာလမှာမိလခိစီတက်ကိုမိလခိစီတက်သည်သခင်ယေရှုခရစ်တော်ကိုကိုးစားပြုတယ်။အတမောင်းဆိုတာအရေးဖြစ်တယ်လို့ဓမ္မသစ်ကပါပဲအကောင့်ထဲပေါ်တာ။နားလည်အောင်ပြောတော့သခင်ရှုခရစ်တော်ကက်ဒီရှင်လာမယ်ဆိုတော့ဓမ္မသစ်ကျမ်းမှာအကောင့်ထဲပေါ်တဲ့အရာဓမ္မဟောင်းကပါပဲအများကြီးပံ့ပိုးပေးလိုက်တာ။ ။ဒေါကူအာဗရာဟံကိုလည်းဒီရှာလင်မင်းကြီးမေလခိဇေဒက်ကမုန်နေစွီပြီးတယ်။အဲ့ဒီမေလခိဇေဒက်ကရှာလင်မျိုးရဲ့ဘယင်လည်းဖြစ်တယ်၊ယေဘရိလည်းဖြစ်တယ်။သူကဘသူ့ပုံဆောင်လဲ။သခင်ယေရှုပုံဆောင်။အာဗရာဟံရှုံးပြီးပြန်လာတာမဟုတ်နိုင်ပြီးပြန်လာတဲ့အခါမှာရှာလင်မင်းကြီးမေလခိဇေဒက်ကသူ့ကိုဓာရီနဲ့စောင့်ချူတယ်။အော်ဒီကနေ့သိဝင်လဲလောကမှာဖျားသခင်ကထားတာကရှုံးမှုထားတာမဟုတ်ဘူး။လောကကိုနိုင်ဖို့ဘုသူအဖြစ်လဲသခင်ယေရှုအဖြစ်နှုတ်ကပတ်တော်အဖြစ် ဒါကြောင့်လေကပောက်ချန်းခန်းကြီးတေအငင်းဆက်ရှစ်မှာဖျားခင်ကကပောက်ကိုဖန်ဆင်းပြီးတော့အာဒန်နဲ့အီဝါကိုစကားတစ်ခုမှားတယ်အဲ့ဒါလေးဖတ်ပြခြင်းနဲ့အချင်းတို့များပြားစွာမွေးဖွားတော့မြေကြီးကိုပြည့်စည်၍နိုင်ကြလောအကပောက်ချန်းခန်းကြီးတေ28အဲ့တော့ဖျားခင်ကလူကိုဖန်ဆင်းပြီးမြေကြီးမှာနေခိုင်းတာမဟုတ်သူကနိုင်ခိုင်းတာကြံပြောမယ်သူ့မြေကြီးမှာဖျားခင်ကနေခိုင်းတာမဟုတ်နိုင်ခိုင်းတာတကယ်လို့မြေကြီးမှာကျွန်တော်ကရှုံးနေတတ်တယ်ဘာလို့နှုတ်ကွက်တော့မရှိလို့ဖျားမရှိလို့ ဝဉ္ဉေရမှာပါမအားမရှိတဲ့ခါရှုံးသွားမြေကြီးကကိုယ်ပြန်နိုင်သွားအနဤဝါလေးစာရန်သူနိုင်သွားတာမိကြီးကနိုင်သွားတာဒါပေမဲ့ဒီရှာလင်မင်းကြီးကြတော့အာဗြဟံကနိုင်ပြီးပြန်လာတဲ့အရာကိုသူကကြိုးဆိုတာအဲဒီကနေ့ရှာလင်မင်းကြီးမိလခိစီတက်ဆိုတာအခီရှုပုံဆောင်နေအာဗြဟံဆိုတာသင်တဲ့ကျွန်ုပ်ရဲ့တက်တာမှာလောကမှာအသက်ရှင်ပြီး နောက်ဘက်တော်တိုင်းနိုင်ပြီးကောင်းငင်ကိုပြန်သွားတဲ့အခါမေလခိဇေတက်လို့ခေါ်တဲ့သခင်ရှုခရစ်တော်ကကျွန်တော်တို့ဘာလို့မလဲကောင်းငင်နိုင်ငံတော်မှာကျိုးဆူမှာဖြစ်တယ်။ဒါသိအရေးကြီးတယ်။ဒါကြောင့်ဒီဂျေရုရှလင်မြို့ဘာမြို့လို့ခေါ်လဲရှာလင်မြို့လို့ခေါ်တယ်။ဒါကြောင့်ဂျေရုရှလင်ဟာဘာကိုလဲပုံဆောင်လဲကောင်းငင်နိုင်ငံတော်ကိုလဲပုံဆောင်။ဒါကြောင့်ယေရုရှလင်မြို့ရဲ့အချားမြေသည်နောက်တည့်ဘာမြို့လဲရှာလင်မြို့။ဒါကြောင့် ကျွန်တော်တို့ရဲ့သက်သက်မှာမြေကြီးမှာနေပြီးကောင်းငင်အိမ်ပြန်ပေါ်တာမဟုတ်ဘဲနဲ့မြေကြီးမှာနိုင်ပြီးကောင်းငင်အိမ်ပြန်ပေါ်သောသူများဖြစ်ဖို့ရှာလင်မြို့အဖြစ်အပိချက်အာဗြဟံသက်သက်အဖြစ်အပိချက်အာဗြဟံကသူ့တူလောတာကိုဖမ်းသွားတဲ့သူတွေကိုရှုံးပြီးပြန်လာတယ်မဟုတ်နိုင်ပြီးပြန်လာတဲ့အခါရှာလင်မင်းကြီးမေလခိဇေဒက်ကဝမ်းမြောက်စွာကြိုးဆိုတယ်အဒီကနေ့သင်ကိုလေလောကမှာဖခင်ကရှုပ်ဖို့ထားတာမို့လောကမှာနှုတ်ကပတ်တော်နဲ့နိုင်ပြီးကောင်းရင်ပြန်လာတဲ့အခါသင်ကိုတရဖူနဲ့ဂျုံမင်းဆိုတာဒါရှာလင်မျိုးအဖြစ် နံပါတ်1အားပေးချင်တာဖြစ်တယ်ဒါယေရုရှလင်မြို့ရဲ့အခြားမိများကိုလေ့လာတဲ့အခါယေရုရှလင်မြို့ရဲ့အခြားမိနံပါတ်1သည်ရှာလင်မြို့ဖြစ်တယ်ကဲဒါမှမဟုတ်ဒုတိယဒုတိယယေရုရှလင်မြို့သစ္စာဆောင်တဲ့မြို့လို့လည်းခေါ်တယ်သစ္စာဆောင်သောမြို့ဟေရှာနဂရီကျမ်းခန်းကြီး1:26အနေနဲ့ဖတ်ပေးချင်တယ်တင်းတရားသူကြီးတို့ ਨੇ တိုင်ပင်မူးမတ်တို့ကိုရှေ့ဥစွာခန့်ထားသည့်ဤသူတဖန်ငါခန့်ထားဦးမည်ထို့နောက်မှသင်နာမကိုတရားသောမြို့သစ္စာဆောင်သောမြို့ဟုတပုတ်ကြလိမ့်မည် အာမင်ဒါပရောဖက်ယေရှာလက်ထက်မှာနော်ဒါဖျားသခင်ကပြောရစကတနေ့ယေရုရှလင်မြို့ကိုတရားသောမြို့လို့ခေါ်ရမယ်နော်တရားသောမြို့လို့ခေါ်ရမယ်အဲ့ဒီတရားသောမြို့မှာကောင်းကြီးတွေဖြစ်ဒီယေရုရှလင်မြို့ကခက်ဆက်ဆက်လဲပျက်စီးယွရင်းချင်းတွေဆုံးရှုံးချင်းတွေလည်းဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့တနေ့တရားသောမြို့သစ္စာဆောင်သောမြို့လို့ခေါ်ရအခုသစ္စာဆောင်သောမြို့လို့ဘာဖြစ်ရလဲခေါ်ရတယ်အဲ့တော့ယေရုရှလင်မြို့ကသစ္စာဆောင်သောမြို့ဆိုတော့ ဖယားသခင်ကလူကိုလောကမှာထားတာသစ္စာတရားနဲ့ထားပြီးတာသစ္စာတော့ရှင်ဖယားသစ္စာစောင့်စေချင်တာတောင်ကျွန်တော်ကသစ္စာကိုသိတော်သူမဖြစ်အောင်သစ္စာကိုစောင့်တော်သူဖြစ်အောင်သစ္စာကိုနားလေတော်သူမဖြစ်အောင်သစ္စာကိုထိန်သိမ်းတော်သူဖြစ်အောင်သစ္စာဖောက်တော်သူမဖြစ်အောင်သစ္စာစောင့်တော်သူဖြစ်အောင်အဲအဲ့ဒါရေးကြည့်တယ်တောင်ယေရုရှလင်မြို့ကဘာမြို့လဲသစ္စာစောင့်နေမြို့လို့ခေါ်ခြင်းခံရတယ် ော့ကျမ်းစာထဲမှာဒီသစ္စာစောင့်နေသူတွေရှိတယ်။ကျမ်းစာမှာသစ္စာစောင့်သောသူများလို့ဒါပြောလို့ရတဲ့သူ၃ယောက်ကိုပြောပြချင်။နောက်တစ်ပုဒ်တစ်ယောက်ကဘာလို့လဲဆိုတော့ယောသယကုသယောသပေါ်ဒီပါအင်ရောက်တယ်ပေါ်ဒီပါမိမဆွဲတယ်သူလုံးဝမပါပါဘူးသစ္စာစောင့်တဲ့အခါအဲ့ဒီအဂုတုပြီမှာသူဘယံကံဖြစ်လာ။နောက်နောက်ကဒံယေလဘဘလုံနိုင်ငံရောက်ပြီမဲ့ဘဘလုံလူမျိုးတွေရဲ့ရစ်မှုတောက်စားခြင်းကိုသူစိတ်ဝင်စားဘူး။ သူ့ရဲ့ကိုခန္ဓာနဲ့အသက်တာနဲ့စိတ်ဝိညာဉ်ကိုတန့်ရှင်းအောင်ထားတဲ့အခါမှာအဲ့ဒီဘဗုလုန်နိုင်ငံရဲ့ဝင်ကြီးဖြစ်လာတယ်။ဒါသစ္စာဆောင်သိခြင်းနောက်တော့ရဘူးလေဆိုယောဘလက်ရထင်းနဲ့ပစ္စည်းတွေစီးစိမ်ဥစ္စာသားမီးတွေအကုန်သေသွားတယ်ဆုံးရှုံးသွားတယ်။ဒါပေမဲ့ဖျားခင်ပေါ်သစ္စာမမဲ့တော့သစ္စာဆောင်တဲ့အခါမှာနှစ်ဆကောင်းကြီးပြန်ရတာ။တောင်ကြီးကျွန်တော်တို့ကယေရုရှလင်မြို့ရဲ့အချားမီကိုနားထောင်တဲ့အခါသစ္စာဆောင်သောမြို့လို့ယေရုရှလင်ကိုခေါ်သလို ျွန်တော်ရဲ့သက်တာမှာလေသစ္စာစောင့်တဲ့အသက်တာရှိရင်အဲ့သစ္စာရောရှင်ဖေကကောင်းကြည့်ပေးမယ်ယောသဒန်ယေလယောဘတို့ကဲ့သို့သစ္စာစောင့်တဖို့လိုရေးဆိုတွေ့ရတယ်ကဲကျွန်တော်သစ္စာမဲ့တဲ့သူတွေအများကြီးရှိတယ်များရောက်ပြပြနောက်တစ်ခုကဇနီးမောင်နှမတို့ကျွန်တော်အလုပ်သိတယ်အာဒန်အေးပေါ့နေရတော့ခါမှာဖခင်ခင်နဲ့စကားပြောပြီးနည်းနည်းလေးလွတ်တဲ့ချိန်မှာစာရဏနဲ့တော့ပြောလိုက်တာသစ္စာပြတ်သွားတယ်။တော့ကျွန်တော်ကျမကသစ္စာပြည့်ရင်ဘဝလည်းပြတ်လာတယ် အနာဂတ်တွေပျောက်လာတယ်။ဆုံးရှုံးမှုတွေကဝင်လာတယ်။ဘာပြတ်လို့လဲ?သစ္စာပြတ်လို့။တောင်အာရန်ဤဝကဲ့သို့သစ္စာမပြတ်ဖို့လို့။ကေနမနဲ့သစ္စာပြတ်တာဆိုယောနာ။ယောနာဘုရားသခင်ရဲ့ထရပ်ဖြားရဲ့ပရောဖက်ပရောဖက်တော်မှန်ပေမဲ့ပရောဖက်ဆိုတဲ့အဓိပ္ပာယ်မြင်သူလို့ဒီပဲ။ပြန်ပြောမယ်ပရောဖက်ဆိုတာမြင်သူလို့ဒီပဲ။သူများမမြင်တာသူတို့မြင်ရ။ဒါပေမဲ့ proper မှာနှမျိုးရှိတယ်စစ်မှန်တဲ့ proper နဲ့လွဲမှန်သော proper တချို့လွဲမှန်သော proper ကမမြင်မဲနဲ့မြင်တယ်လို့ရှောက်ပြောတာ ဲ့ဒါလေးကြောက်ချက်ကောင်းတတိထားတကယ် proper အစ်စ်ကတော့မြင်သူလို့ခေါ်တယ်ဟောယောနာသူလေးသစ္စာမဆောင်သစ္စာမဲ့နိနွေကိုသွားခေါ်ခိုင်းတာတာရှုပြေးသွားတယ်သစ္စာမဲ့တဲ့ကမုံတိုင်းရောက်လာတယ်တဏမနဲ့ယောနာသက်တာအဲ့ဒီကနေ့ကျွန်တော်သစ္စာမဲ့ဘာဒီလာတက်ပြဿနာတွေဝင်လာတက်တယ်ကဲဒါမတော့သစ္စာမဲ့တာဆိုရွရရှက်ကရွရရှက်ကရွကယေရှုနောက်လိုက်ပြီးယေရှုမဆွဲလန်းငွေကိုသွားဆွဲလန်းတဲ့ကမှာတခေရှုရောင်းစားမိတာဖြစ်သွားတယ် တစ္ဆာမဲ့တာနောက်ဒီကနေ့ကျွန်တော်ကဖျားနောက်လိုက်ပြီးနှုတ်ဘတော်ရင်းနားထောင်ပြီးနှုတ်ဘတော်ကဟာလာပေါ်ပြချက်တွေတိုင်းအသက်ရှင်ရမှာနှုတ်ဘတော်ဆွဲလန်းအခြားလောကယူသိပ်ဆွဲလန်းသွားရင်နှုတ်ဘတော်ကိုမထီလေးစားပြုပြီးစိတ်စလို့အသက်ရှင်တယ်ဒါကျွန်တော်သူသတိထားနောက်ကျတော့စကားပြောယေရှုနောက်လိုက်ပြီးသူဆွဲလန်းတာငွေကိုသွားဆွဲလန်းတာအဲ့မှဆုံးရှုံးသွားတာနောက်ဒီကနေ့ကျွန်တော်ကလည်းနှုတ်ကတော်နားထောင်ပြီးနှုတ်ကတော်အတန်ပိုင်ရှင်ရဲ့ အမိန်တိုင်းသက်ရှင်တက်ဖို့လိုတယ်ဆိုတော့ကိုအားပေးခြင်းတယ်ကဲဒီမှာလေးဒီမှာလေးသစ္စာမဲ့တော့ဘာလို့လဲဆိုတော့ဂီယာစီအီလိရှယ်ဆိုရယ်ဖျားလူနားမှာနေပြီးဖျားလူရဲ့ဝိညာဉ်သဘောသူ့ထဲမှာမရှိဂီယာစီအီလိရှယ်နှုတ်အဖြစ်နေမှာအမှုပြောက်သွားတယ်ဒါပေမဲ့ဂီယာစီရဲ့သစ္စာမဲ့တဲ့နှုတ်အဖြစ်သူပြန်နူသွားတယ်ဂီယာစီကသစ္စာမဲ့တဲ့သူရဲ့နှုတ်ကသစ္စာမပါတဲ့အခါဆုံးရှုံးခြင်းပဲဖြစ်သွားတယ် တောက်ကြီးရစီပါပဲလေသစ္စာမဲတဲ့သူလည်းမပါဘူးနံပါတ်5နောက်ဆုံးတစ်ယောက်ကတော့ဘာလဲဆိုတော့လောတမိန်မလောတမိန်မကတော့ကျွန်တော်အလုံးသိတယ်သခင်ရှုရအောင်ပြောရနော်လောတမိန်မကဲတော့မဖြစ်စေနဲ့ပေါ့နောက်လဲကြည့်တာကောင်းကင်ကမှပြောတဲ့အရှိပဲကြည့်ကောင်းကင်ကမှပြောတဲ့စကားနားထောင်ရင်သူသစ္စာရှိဆိုတာရှိကြည့်မှာဒါပေမဲ့တော့နောက်လဲကြည့်လိုက်တဲ့ကစားတိုင်းဖြစ်တယ်နားလည်အောင်ပြောရင်တော့ तू ကကိုခန္ဓာတော့တောင်းတော့ဂေါမရမြို့ကနေထွက်နေပြီဒါပေမဲ့သူ့စိတ်တွေမထွက်သေးဘူး သူစိတ်တွေသောတော်ကောမရာစိတ်တွေကြာနေသေးတယ်ကျန်တော့လှဲ့ကျလှဲ့ကျတော့စားလိုက်ပြီဟောဒီကနေ့လောကကြီးမှာခန္ဓာကထွက်ပြီးစိတ်မထွက်ပဲစိတ်ကဒုစရိုက်တွေရှိနေသေးရင် သစ္စာမဲ့ပါပဲတောင်ကျွန်ကျွန်ရဲ့တတ်တာမှာဘာဆောင်ရမလဲသစ္စာဆောင်ရမယ်ဘသူနိုင်လဲသခင်ယေရှုနိုင်သစ္စာဆောင်တော်သူဖြစ်အောင်ယေရုရှလင်မြို့ကိုသစ္စာဆောင်တဲ့မြို့လို့ခေါ်တယ်တောင်ကျွန်ကသစ္စာဆောင်တာယောသဒိုင်လာယောဘ သစ္စာမဲ့သွားတာအာရန်အေးဝယောနာယူရရှကာယိုဂီဟာစီလောတာမိမ့်မတောင်ကင်းကြီးကျွန်တော်ပိုင်းရဲ့တက်တာမှာယေရုရှလင်ရဲ့အချားမီထဲမှာသစ္စာစောင့်နေမြို့လို့ခေါ်တာဒီကျွန်တော်ပိုင်းရဲ့အသက်တာမှာလည်းနှုတ်ကတော်အဖြစ်သစ္စာစောင့်သိပါကတဲ့ကိုဖျားကအံ့ဩဖို့ချီးမြှောက်မှဖြစ်ကြောင်းအားပေးရင်နောက်ဆုံးကဘာကျော်တဲ့အမေရိကန်နော် ရုပ်ရှင်မင်းသားတယောက်ကဘာပြောလဲဆိုတော့သူပြောတဲ့အကြောင်းအရာလေးတစ်ခုပြောပြပြီးနေကုန်းချုပ်ချင်တယ်။အဲ့ဒါကဘာလဲဆိုတော့သင်မိုးရွာဖို့ဆုတောင်းရင်တဲ့။ရှင်နေဆင်းပြီးလမ်းလျှောက်ဖို့လက်ခံထားရမယ်။ဒါဘဝရဲ့အစိတ်ပိုင်းပဲ။နော်။ဘဝရဲ့အစိတ်ပိုင်းပဲ။ဒီစကားကိုပြောခဲ့တာတော့ American ရုပ်ရှင်မင်းသားကဘာကျော် Hollywood မင်းသား Denzel Washington နော် Denzel Washington သူက မိုးရွာဖို့ဆူတောင်းရင်နဲ့ရှွန်းနဲ့လမ်းလျှောက်ဖို့တင်စင်သင်ပြထားရမယ်ဒါလောကရဲ့နိယာမပဲသူပြောတဲ့အရာသိမှန်တယ်မိုးရွာရင်တော့ရှွန်းတော်ထားမှာပေါ့ရှွန်းထဲမှာထီးနဲ့လမ်းဆောက်ပြီးလျှောက်ဖို့ကတော့မမိရဘူးလေဒါတော့ရင်ဆိုင်ရမှာပဲနားလည်အောင်ပြောရင်တော့သင်အိမ်ကြီးတစ်လုံးဟလာအိမ်အစ်စ်ကြီးတစ်လုံးလိုချင်တယ်ဆိုဘုရားသခင်ကအိမ်ပေးရင်အဲ့အိမ်မှာဖုံရှင်းလှည့်ရမှာပဲတန်ရှင်းလို့ရမှာပဲလိုအပ်စေတော့ရမှာပဲအိမ်ရဲ့ပတ်သက်တဲ့ဝေယဝိစတော်တော်သင်လှုပ်ဆောင်ရမှာပဲ ။ဟောအိမ်ပေးထားတယ်ဆိုတော့အိမ်နဲ့ပတ်သက်တာလည်းလုပ်ရမှာပေါ့။ဒါသူ့ရဲ့သဘောတရားပဲ။အလွန်ချစ်စရာကောင်းတဲ့ချစ်သူနဲ့ဟာလားလက်ထိုက်ရတယ်ဆိုပြီးတော့ဝမ်းမြောက်သလိုအဲ့ချစ်သူရဲ့မိဘညီကိုမောင်မမျက်နာလေးတစ်ခါလေးလိုအပ်ရင်ကြည့်ရတာပဲ။ချစ်သူချစ်သူတို့တို့လည်းချစ်ပေးရတာပဲ။ဒါနည်းရမှာပဲ။ဟာချစ်သူပဲချစ်ပြီးချစ်သူမျိုးကြောင်မချစ်ချင်ဘူးဆိုအဲ့အရာမဟုတ်ဘူး။မိုးရွာဖို့တော့ဆူတောင်းပြီးဘွက်တဲတော့လမ်းဆင်းမလျှောက်ချင်ဘူးဆိုအဲ့အရာမဟုတ်ဘူး။ အဲဒါကိုပြောချင်တာအာယာရုတုခံဖို့တော့အကြီးအကျယ်ဆူတောင်းနေယာရုတိုးသွားပြီကယာရုတိုးရင်လုံများလာမှာပဲပြက်တနာတွေလည်းများလာတတ်တယ်ဖြည့်ရှင်းရမှာပဲဟုတ်ယာရုတိုးသွားပါဘူးပြက်တနာတွေလည်းများလာနိုင်တယ်အလုပ်လည်းများလာနိုင်တယ်ပေါ့ယာရုတိုးဖို့ဆူတောင်းတော့တိုးပြီလေများလာပြီလေအဲ့ဒါလက်ခံနိုင်ရဒီနေ့ဒီလိုပဲဖျားသားမီးလို့ပြောလိုက်တာ ਨੇ ဖျားသားမီးမှရှိရမယ်ရရှိကိုရှိရမယ်အဲ့ဒီထဲမှာပါလေသစ္စာစောင့်သိခြင်း အဲ့ဒါရှိရအဲ့ဒါမရှိဘဲနဲ့ဖျားသားမီးလို့သွားကြွေးကြော်လေအလကားပဲတောင်ကြီးနီယေရုရှလင်မြို့ရဲ့အချားမီထဲမှာနံပါတ်၁စီဗာမြို့ရဲ့လေရှာလင်မြို့နံပါတ်၂စီသစ္စာဆောင်သောမြို့ဒီဂျော်နီမရဲ့တက်တာမှာလေရှာလင်မြို့လို့ခေါ်ရယေရုရှလင်မြို့မှာမလခိဇေဒက်ကအာဗြဟံကိုစီးချိုခဲ့တယ်လို့ ကျွန်တော်ကိုကောင်းငင်မှာတခင်ရှုကစီချိုတဲ့အခါကျွန်တော်ကလောကကိုနိုင်ပြီးပြန်သွားတော်သူဖြစ်ရအောင်လောကမှာသစ္စာမဲ့ပြီး နေတာမဟုတ်ပဲသစ္စာစောင့်ပြီးကောင်းငင်ဝင်စားတော်သူများဖြစ်ပါစေလို့အားပေးရင်းနေကုန်းချုပ်လို့လေနေ့ရက်စင်တိုင်းတခင်ကတင့်ကိုကြည်နေမှာ ဖြစ်တယ်လို့သင်ရဲ့သစ္စာစောင့်မှုသည်သင်နဲ့မိသားစုတို့ကောင်းချီးခံစားရပါစေလို့ဖော်ပြရင်းအားပေးလို့လေအားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ချစ်ချင်ကြဆရာတို့နှစ်ဖက် ်မြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်တယ်ဒီကောင်းစဉ်ရဲ့ channel အချက်တွေကိုကျွန်တော်ဆက်လက်ပြီးလေ့လာသွားမှာဖြစ်ပါတယ်ဆွတ်တောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးရှိဖျားထံတော်ပါမှပြည့်ဝဆုံနေတဲ့ကောင်းကြီးတွေကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောင်းဒီကနေ့ယေရုရှလင်မြို့ရဲ့အချားမြေများကိုဆင်ကျင်လေ့လာသလိုကျွန်မရဲ့အသက်တာမှာလောကမှာနေပြီးကောင်းကင်ပြန်လာမှုပဲလောကကြီးကိုဖျားနေသူနိုင်ပြီးကောင်းကင်ပြန်တက်ဖို့ တတိကောင်းငယ်မှာကိုရောစီဂျုံမဲ့တရဖူကိုစောင်းနိုင်ဖို့သစ္စာစောင့်သိတဲ့အသက်တာနဲ့အသက်ရှင်နိုင်ဖို့မွန်မြတ်လာတဲ့နှုတ်ဘတော်တို့သည်အားလုံးနှလုံးသားမှာအမျက်ဆွဲစေလေဒီကနေ့မွန်းနေ့ကျောက်တဲ့ကိုရောသမီးကြီးနော်ထုခုဖောနေတကွမိသားစုများဒီကနေ့မွန်းနေ့ရှင်သီသီပေါ်သူ၎င်းမင်္ဂလာနေ့ပတ်လည်ကျောက်တော်သူသီသီပေါ်သူ၎င်းဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရဖို့တော်၎င်းကျေးဇူးတင်တဲ့ online ပရိသတ်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူတို့ကငလင်ဘီးတင်ပြီးတော့ထူထောင်ရေးအတွက် လိုအပ်နေသောသူများတို့လိုအပ်ချက်တွေဖျက်ရှင်ဖြည့်ဆည်းပေးဖို့ဆိုတော့မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခံနိုင်တဲ့ကောင်းချီတို့သည် online ပရိသတ်အားလုံးပေါ်သို့သာလောက်ယနေ့မှစကာလအစင်းမြဲတိုက်ရောက်တည်ရှိတည်နေပါစေသောအာမင်ဂျေဇုတင်ပါတယ်ဂျေရှုခေါ်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့